မနက်6:15မိနစ်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါရစေ။အဆိုပါတိုက်ပွဲအတွင်းမှာပြူစောတီတအူးတည်ဆုံးက18ဦးအရှင်ဖမ်းမိခဲ့ပြီး G3 တနက်2လက်၊ကာပိုင်တနက်6လက်၊တွဲဖို့2လက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ MS 9936တရင်ရဲ့တရင်မှုကိုလည်းရကပြောပါရစေ။အာအဓိကသူတို့ကာကင်းစကန်းနေအေးတေချာအခိုင်မာလောက်ထားတဲ့ဘန်ကာတွေဒီဆက်သွေးမြောင်းနေ အဲခြံနေပေါ့နော်အဲ့မှာစူးညောင်းခလုတ်တွေလောက်ထားတဲ့ဟာတွေပေါ့နော်နောက်ကဒီမှာကဟိုဒီဂျမ်ပါတွေပါရှိရပေါ့နော်ဒီမှာဂျမ်ပါတွေပါရှိရသူတို့ကတော့ခိုင်းမှမှနဲ့တိဆောက်ထားတာညီလေးဟုတ်တယ်မိုင်းကတော့ဆက်ကဆာအခုထိုင်ပြီးတယ်ပေါ့နော်သူတို့စီမှာအခုကတော့ပြူလေးကြီးပဲဖန်စီရမိထားတဲ့ဗီဇော်ဒီ၁၈ခုကတရွာတဲနေအမျိုးသမီးငယ်တွေကိုအလိုမတူပဲအတမပြူကျင်တာတရွာတဲနေပြည်သူတွေနဲ့အခြားရွာကပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်ခဲ့သူတွေပါဝင်တာကြောင့် လက်ရှိမှာစစ်ဆေးမင်းမြန်းနေပြီးတိုက်ပွဲအတွင်းထွက်ပြေးသွားတဲ့ဗျူစော့တီတွေကိုလည်းလိုက်လံရှာဖွေနေတယ်လို့ကိုလက်ရကဆက်ပြောပါဗါတိုက်ပွဲအတွင်းမှာ7ကျွန်းရွာအတွင်းပိတ်မိနေတဲ့ပြည်သူတွေကိုဘေးလို့ရကိုကဲထုံနိုင်ခဲ့ပြီးစားနပ်ရိက္ခာတွေထောက်ပံ့ပေးထားတယ်လို့လည်းသူကဆက်ပြောပါဗါဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဝိုင်တွဲလေရင်နဲ့ဘုံစကိုလုံးကျဲချပြီးတိုက်ခိုက်တဲ့အပြင်ကြံဗျူစော့တီကြီးရွာတွေဘက်ကလည်းလက်နက်ကြီးပစ်ကူပေးခဲ့ပေမဲ့တော်လိုင်းပူပေါင်းတပ်တွေဘက်ကအထီးကိမရှိခဲ့ဘူးလို့ဆိုပါတယ် ီတိုက်ခတ်မှုကိုရွှေဘုခရအမတ်23တရင် အမတ်18တရင်အမတ်25တရင်အမတ်26တရင်အမတ်9936တရင်အမတ်1037တရင်နဲ့နေမြေပကဖအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။